ဖောဖတ်များလုံးမင်္ဂလာပါကလောက်ခုနားနဲ့ပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီတပတ်တော့ကျွန်တော်တို့အဲတော်တာဟော့စပါဖြစ်တဲ့တော်တာဟော့စပါတော့သူတို့ရဲ့အဲနီးပြဖြစ်တဲ့သုံးမဖရန့်နေနဲ့ကျွန်တော်တို့သူ့ရဲ့ကျွန်တော်အသင်းဟောင်းနဲ့ပြန်လဲရှင်မြန်မဲ့ပွဲလေးမှာတော့သူဘလူတွေဟန်နေလောက်ပြီးတော့နိုင်ပွဲတွေကိုပြန်လဲရယူနိုင်မယ်ဆိုတာတော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်လို့တော့မြင်တယ်ဘာတော့ကြောင့်လဲဆိုရင်တော်တာဟော့စပါအနေနဲ့လည်းကျွန်တော်တို့ရှုံးပွဲတွေကိုတော်တော်လေးမှဆက်နေတဲ့ပုံစံလေးမှာသူတို့အနေနဲ့ နိုင်ပွဲတွေလည်းတိတ်ပြမရတာကြာခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ဒီခါစုံတွဲမဲ့ကျွန်တော်တို့သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ brand phone နဲ့စုံတွဲမှုမှာတော့သူ့အနေနဲ့အတားအဆီးယူသွားနိုင်မလားဒါမှမဟုတ်ပဲねကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ဒီအရှုံးတန်နေရာတွေကနေတော့ပြန်လဲထပ်ပြီးတော့အရှုံးတန်နေရာတွေမှာထပ်ပြီးတော့လဲနိုင်မလားဆိုတော့တော်တော်လေးမှာကျွန်တော်စောင့်ကြည့်ခြင်းနေရာကောင်းတယ်လို့တော့မြင်တယ်။ဒါကြောင့်ကျွန်တော်ဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like subscribe လုပ်ကြတဲ့ညီကိုလေးနေနဲ့ လိုက် subscribe လုပ်ပြီးကုညီပေးတော်လို့ရပါတယ်โอเคအဲ့ဆိုကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်ဒီတစ်ခါမှာကျွန်တော် Total Horse ဘာအနေနဲ့ကျွန်တော်သူ့ရဲ့အိမ်ငွေးမှာပဲကျွန်တော်တို့ထပ်ပြီးတော့ရှင်မြိုင်မဲ့ပွဲမှာတော့နိုင်ပွဲတွေကိုပြန်လဲပုံဖော်ဖို့လိုအပ်တယ်လို့တော့မြင်တယ်နောက်ဆုံးရှင်မြိုင်ထားတဲ့ကျွန်တော်တို့အဲငါးပွဲမှာဆိုရင်တော့ Total Horse ဘာအနေနဲ့တပွဲမှာကျွန်တော်ပြန်နိုင်ပွဲတွေကိုပုံဖော်ထားခြင်းမရှိဘဲနဲ့နှစ်ပွဲတည်ကျွန်တော်တို့သုံးပွဲတည်ရှုံးနေထားတော့ကျွန်တော်တွေ့ရတယ်ဒါမှမဟုတ်နောက်ဆုံးရှင်မြိုင်ထားတဲ့ကျွန်တော်တို့ အဝေးဝင်းဖြစ်တဲ့ကျွန်တော်တို့ Newcastle နဲ့ပွဲမှာတော့သူတို့အနေနဲ့တော်တော်လေးမှကျွန်တော်တို့နောက်တန်းကစားသမားဖြစ်တဲ့အဲပက်ထရိုပိုရိုရဲ့ကျွန်တော်တို့ခြေစွမ်းပြမှုတွေနဲ့အတူကျွန်တော်တို့သူတို့အနေနဲ့တေတမတ်ကိုအဲကစားသွားနိုင်တယ်လို့ပြောလို့ရဒီပွဲမှာတော့ပက်ထရိုပိုရိုရဲ့ကျွန်တော်တို့နောက်ပြန်ကန်ခြင်းနဲ့သူတို့အနေနဲ့တေတမတ်ရသွားပြီးတော့တစ်ဖက်ကကျွန်တော်တို့အဲ Newcastle အတွက်ကတော့ဒီအဲ့ဒီပွဲမှာတော့တော်တော်လေးမှနစ်နာသွားပြီးတော့ Tottenham Hotspur ရဲ့ထင်မှတ်ထားပဲနဲ့ကျွန်တော်တို့တော်တော်လေးမှကျွန်တော်တို့ ကောင်းမွန်တဲ့ခြေစွမ်းတွေလို့ပြောသိရတယ်သူတို့နောက်တန်းကိုပြောတာပါတိုက်စစ်တော့ပြောတာမဟုတ်ပါဘူးโอเคအဲဆိုရင်ကျွန်တော်တစ်ဖက်ကကျွန်တော်တို့ Brandpo Brandpo ကတော့ကျွန်တော်တို့အဲ Tottenham Hotspur နဲ့တော်တော်လေးမှကွဲပြားနေပါတယ်သူတို့ Brandpo အသင်းနေနဲ့နောက်ဆုံးချိန်မှာလည်း၅ပွဲမှဆိုရင်သူတို့နေရဲ့၂ပွဲနိုင်ထားပြီးတော့၃ပွဲရှုံးနေရတယ်အဲကျွန်တော်တစ်ဖက်က Tottenham Hotspur နေနဲ့တော့ရှုံးမှုအဲနိုင်ပွဲတွေမရရှိထားတဲ့အတွက်ကြောင့်ဒီတစ်ခါစုံတွေ့မဲ့ကျွန်တော် Premier League ပွဲစဉ်15မှာတော့ Tottenham Hotspur တက်ကတော့ပြန်လဲနိုင်ပွဲတွေကိုရယူဖို့လိုအပ်နေပြီလို့တော့မြင်တယ် ဲ့လိုမှမဟုတ်ပဲဆိုရင်တော့ကျွန်တော်တို့အဆင့်ရက်တိချက်မှာလဲကျွန်တော်တို့အဲတန်းဆင်းစုံနားနဲ့တော်တော်လေးမှနီးကပ်သွားတဲ့ပုံစံမျိုးလေးတွေရှိတဲ့ကြောင့်ဒီခါရဲ့ကျွန်တော်တို့ဆုံတွဲမှုပြင်းပြလေးပွဲစဉ်15မှာတော့တော်တော်ဟော့စပါအသင်းနဲ့နိုင်ပွဲကိုပြန်လဲပုံဖော်ဖို့လိုအပ်တယ်လို့တော့မြင်တယ်ဒါမှလည်းကျွန်တော်ဆုံတွဲနဲ့အသင်းကလည်းကျွန်တော်တို့တောမက်ဖရန့်ရဲ့သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ကျွန်တော်တို့ဘရန့်ဖို့နဲ့ရဲ့ပြန်လဲရှင်ပြန်မဲ့အတွက်ကြောင့်လား ထပ်ပြီးတော့ဒေါက်တာဟော့စပါတော့ကတော့ခက်ခဲဦးမှာလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ကျွန်တော်ဒီနေ့သိရင်ကျွန်တော်တို့အဲထိတ်တိုက်တွေ့ဆုံမှာတော့ဒေါက်တာဟော့စပါအနေနဲ့၅ချိန်နိုင်ထားပြီးတော့၃ချိန်ဒီကြာထားတဲ့တပွဲပဲရှုံးနေထားတာတွေ့ရတယ်ကျွန်တော်ဘရန်ဖို့ရဲ့ကျွန်တော်အဝေးခွင့်နိုင်ဝဲရလဲကျွန်တော်တို့နိုင်ဝဲမရှိသေးဘူးလို့ပြောလို့ရတယ်ဘရန်ဖို့ကလည်းနောက်ဆုံးသူတို့အနေနဲ့၅ပွဲမှာဆိုရင်လဲကျွန်တော်တို့အဲငါးပွဲစလုံးမှာကျွန်တော်တို့နိုင်ပွဲမရထားသေးဘူးလို့ပြောလိုက်ရတယ်။အထူးသဖြင့်ကျွန်တော်တို့ဘရဖို့အနေနဲ့ကျွန်တော်နောက်ဆုံးငါးပွဲမှာဆိုလို့ရှိရင်အဝေးဝင်းကိုသူတို့အနေနဲ့တွားရောက်ရှင်ပြိုင်တဲ့ပွဲတွေမှာဆိုရင်တော့ တပွဲမှာနိုင်ထားခြင်းတော့မရှိရသေးဘူး Crystal Palace ကိုသူတို့အနေနဲ့ရှုံးတယ်ပြီးလို့ဆိုရင်အဝေးဘက်မှာပဲကျွန်တော်တို့ Brighton ရှုံးတယ်ပြီးလို့ဆိုရင်တော့ Arsenal ကိုပဲလဲရှုံးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ Brighton ရဲ့ Brighton တော့ဖြစ်တယ်ကျွန်တော်တစ်ခါကကျွန်တော်တို့ Brentford ရဲ့ကျွန်တော်အဝေးဝင်းဆက်ဆောင်ရလဲအဲ့လောက်ထိမကောင်းဘူးလို့ပြောလို့ရတယ်ဒါပေမဲ့တစ်ခါကလည်းကျွန်တော် Tottenham Hotspur Tottenham Hotspur လည်းကျွန်တော်နောက်ဆုံးချိန်မှန်ထားတဲ့၅ပွဲမှာဆိုရင်အိမ်ငွေ၂ပွဲပါတယ်၂ပွဲစလုံးကိုသူတို့အနေနဲ့ရှုံးနေထားရှုံးနေတပွဲရှုံးနေထားပြီးတော့သူတို့အနေနဲ့တပွဲတည်ကြထားတယ် အဲဒီဘွဲကတော့ကျွန်တော်အဲဖူအန်ကိုသူတို့အနေနဲ့အိမ်ကွေးမှာ1 2ဆိုပြီးတော့ရှုံးနေထားတယ်လို့သူတို့ရဲ့အိမ်ကွေးမှာပဲမန်ချက်စတာယူနိုက်တက်ကိုတော့2 2ဆိုပြီးတော့ရှုံးနေအဲ့ဒီဘွဲကိုဥတီဆော့ကစားထားနိုင်တဲ့အတွက်ကြောင့်သူတို့လည်းအိမ်ကွေးနောက်ဆုံး5ဘွဲမှာဆိုရင်အိမ်ကွေး2ဘွဲမှာဆိုတော့နိုင်ဘွဲတွေပုံဖော်ထားနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်တော့တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းပါတယ်နောက်သင်းသုံးကလည်းအင်္ဂွေမှာနိုင်ဝဲမရှိဘူးတသိန်းရလေတသိန်းရလေကျွန်တော်အဝေးဝဲမှာကျွန်တော်နောက်ဆုံးရှင်ပြန်တာငါ၃ဘွဲမှာဆိုရင်တော့အဲတဘွဲမှာမနိုင်ထားသေးတဲ့အတွက်ကြောင့် နှစ်သင်းရတော့တော်တော်လေးမှကြည့်လို့ကောင်းပြီလို့မြင်တယ်ကျွန်တော်စပိုင်ယာရဲ့အဲငွေမှာလည်းသူတို့အနေနဲ့နောက်ဆုံး brand ဖို့အနေနဲ့နောက်ဆုံးနိုင်ရရှိထားတာတော့2023ဖြစ်ပြီးတော့13ဆိုပြီးတော့နိုင်ထားပြီးတော့ဒီနောက်ပိုင်းနှစ်တင်မှာဆိုရင်တော့နှစ်နှစ်လောက်ဖြစ်ပြီပေါ့ကျွန်တော်တို့နိုင်ပွဲမရရှိထားတဲ့အတွက်ကြောင့်အဲ brand ဖို့အသင်းအနေနဲ့ Tottenham Hotspur နဲ့တွေ့တိုင်းသူတို့အနေနဲ့မြင်းနဲ့လို့လို့ရှုံးနေထားမှုကိုဒီတစ်ခါမှာတော့သူတို့အနေနဲ့အကောင်းဆုံးခြေပြတ်ထားနိုင်မလားဒါမှမဟုတ်လည်းကျွန်တော်ရှစ်ပွဲတွေလို့သူတို့အနေနဲ့အဝေးကွင်းစမ်းဆောင်ရည် မကောင်းတဲ့ပုံစံမှာပဲဒီကနေပြီးတော့တို့အနေနဲ့တန်ရာတွေလည်နေမှာတော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်တော်တန်ဟော့စပါလည်းတော်တော်လေးမှကျွန်တော်တို့တက်ဆိုင်နေတဲ့ပုံစံမျိုးလေးရှိတဲ့အတွက်ကြောင့်ဒီနေ့သင်ရဆုံတွေ့မှုမှာတော့နှစ်သင်းသလုံးကတော်တော်လေးမှကျွန်တော်တို့အခြေအနေမကောင်းလို့တော့ပြောလဲနှစ်သင်းသလုံးကလည်းနိုင်ပွဲတွေကိုပြန်လည်လိုအပ်နေတဲ့ထဲမှာတော့ဘယ်သင်းကဒီတစ်ခါမှတော့လေးတာသွားမလဲဆိုတာတော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်။ Okay အဆုံကျွန်တော်ဒီနေ့သင်ရခမန်းလိုင်းနဲ့လေးနဲ့ကစားသမားရဲ့အကြောင်းလေးနည်းငယ်ပြောလိုက်။ရင်ဦးဆုံးအနေနဲ့ကျွန်တော် အဲ brand foot brand foot ကတော့တို့ရဲ့အဓိကကစားသမားနာမည်မှာ corner glen ဟာလဲဘဲပွဲထွက်လာမယ်လို့မြင်တယ်နောက်တန်းမှာဆိုရင်တော့ hike ရှိမယ်ပြီးလို့ဆိုရင်တော့ banaban ပြီးလို့ဆိုရင် calling နဲ့ kod တို့ရှိမယ် kod ကိုတော့တို့အနေနဲ့အဓိကအဲထားပြီးတော့အဲစောင့်ကြည့်ရမယ်လို့မြင်တယ် totten totten hotspur ရဲ့နောက်တန်းနေဘာဖြစ်လို့ဆိုရင်ကျွန်တော်ရှစ်ပွဲဖြစ်တဲ့ကျွန်တော် manchester အဲ united နဲ့ပွဲမှာလာမဖြစ် manchester city နဲ့ပွဲမှာလာမှန်းသိ အဲဘရန့်ဖို့ရဲ့ကစားသမားပြ KOD ကိုဒိုကူတို့ပါတို့ဆိုလုံးဝကြော်လို့မရတဲ့ပုံစံမျိုးတွေရှိတယ်တဲ့ဒီကြောင့်တစ်ခါကကျွန်တော်တို့အဲတော်တန်ဟော့စပါရဲ့တိုက်ဆက်ကတော့ဒီကိစ္စကိုတော့ဖြေရှင်းရမယ်လို့မြင်တယ် KOD နေနဲ့ကျွန်တော်တို့တိုက်ဆက်လိုက်ပါမှုရောကျွန်တော်တို့အဲနောက်တန်းခံစစ်မှာရောတော်တော်လေးမှကောင်းမွန်တဲ့အတွက်ကြောင့် KOD ကိုတော့တော်တော်လေးမှကျွန်တော်တို့အဲကစားသမားတွေအနေနဲ့အဲဖက်ကြော်ဖို့တော်တော်လေးမှခက်ခဲအောင်မယ်လို့မြင်တယ်ကွင်းလယ်မှာဆိုရင်တော့ကျွန်တော်ဂျက်ဆန်ရှိမြပြီလို့ဆိုရင်ဒန်ကားရှိပြီးတော့ပြီလို့ဆိုရင်တော့ကျွန်တော်တို့အဲ ကစားသမားဖြစ်တဲ့ကျွန်တော်ဟန်နာဆန်ရှိမယ်ဟန်နာဆန်ရဲ့ကျွန်တော်တို့တစ်ချက်တစ်ချက်မထင်မလို့ဖြတ်တင်ပေးမှုတွေကကျွန်တော်အဲတော်တာဟော့စပါတ်တက်ကဒုက္ခရောက်စေဦးမလားဆိုတာကိုကျွန်တော်စောင့်ကြည့်ရမယ်သူတို့ရဲ့အဓိကကစားသမားတိုက်စစ်ကစားသမားဖြစ်တဲ့တီယိုကိုရဲ့ကျွန်တော်မျက်နှုံးမြင်ပြေးမှုတွေပြီးတော့ဆိုရင်ဟန်နာဆန်ရဲ့ဖြတ်တင်ပေါ်မှုတွေကတော်တာဟော့စပါတ်ကိုတော့ကျွန်တော်ထပ်ပြီးတော့ထိုးနှက်ချက်တွေဖြစ်ဦးမလားဆိုတာကိုစောင့်ကြည့်ရမယ်ပြီးတော့ဆိုရင်လည်းကျွန်တော်တို့ အဲတိုက်စစ်တိုက်စစ်မှာတော့တို့ရဲ့ဒီကတိုက်စစ်မှာဖြစ်တဲ့ရှာလေးကိုရှိမယ်ပြီးတော့ကျွန်တော်တီယာကိုရှိမယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့အိုကာတာရာတို့ပဲဒီနေ့ပွဲမှာထပ်ပြီးတော့ပွဲထလာမယ်လို့တော့မြင်တယ်တော်တာဟော့စပါဘက်မှာဆိုရင်တော့တို့ရဲ့အဓိကဂိုးသမားနေရာမှာတော့ဘကာရီယိုရှိမယ်ပြီးလို့ဆိုရင်ပိုလိုရှိမယ်ပြီးလို့ဆိုရင်ရိုမဲရိုရှိပြီးတော့ကျွန်တော်တို့နောက်တစ်ယောက်ကတော့ဘန်နာဘန်နဲ့စပန်မဲထပ်ပြီးတော့ပွဲထလာမယ်မြင်မယ်ကွင်းလင်မှာဆိုရင်တော့ကျွန်တော်တို့အဲပတ်လင်းဟာရှိမယ်ပြီးလို့ဆိုရင်တော့ကျွန်တော်တို့နောက်တစ်ယောက်ကတော့ဂရေးတို့ပါတို့ထပ်ပြီးတော့ပွဲထလာမယ်လို့မြင်တယ်ကျွန်တော်မြင်ရဆိုရင်လေပြီးရင်တော့တို့ရဲ့အဓိက အဲကွင်းလေတိုက်ဆက်ကစားသမားဖြစ်တဲ့စီမွန်ဇာဘီဆိုင်မွန်ပဲထပ်ပြီးတော့ပွဲထလာမယ်ပြီးတော့သူတိုက်ဆက်တိုက်ဆက်ကဒီနေ့ပွဲမှာတော့အဲရှစ်ပွဲတွေမှာကျွန်တော်တော်တော်လေးမှယုံကန်တဲ့ Richard Leeson ကိုဒီနေ့ပွဲမှာတော့မထက်လာလောက်တော့မြင်တယ်ပြီးတော့ကျွန်တော်တို့အဲအဲ့လိုမှမဟုတ်ဘဲ Richard Leeson ကိုထက်လာမယ်ဆိုလို့ရှိရင်တော့အဲ Tottenham Hotspur ရဲ့တိုက်ဆက်ကနည်းနည်းလေးကိုကျွန်တော်မြင်ရဆိုအားနည်းသွားမယ်လို့မြင်တယ် Richard Leeson နေနေရတော့အဲရှစ်ပွဲတွေမှာလည်းသူ့နေနေခြေစွမ်းကောင်းနေမပြတ်တာထားနေတဲ့အတွက်ကြောင့်နီးပြနေနဲ့ထပ်ပြီးတော့ထက်လာမှာဒါမှမဟုတ်ဘဲနဲ့ အဲဒုတိယပိုင်းမှာထုတ်ထည့်လာမလားဆိုတော့ပို့ပြီးအဲချက်တော့ကြည့်ရမယ် Richard Leeson ကိုကျွန်တော်မြင်ရဆိုရင်ဒုတိယပိုင်းမှာထည့်တာပို့ပြီးတော့အဆင်ပြေတယ်မြင်ရလို့မြင်တယ် Richard Leeson ကိုနေနေရောကျွန်တော်လူစားဝင်ပြီးမှကျွန်တော်တို့ခြေသွန်းတွေပြတ်တထားနိုင်တဲ့အတွက်ကြောင့် Richard Leeson ကိုတော့ကျွန်တော်ဒုတိယပိုင်းမှာထည့်မယ်ဆိုရင်တော့ပိုကောင်းလာမယ်လို့တော့မြင်တယ်ပြီးလို့ဆိုရင်တော့တိုက်ဆက်မရောက်ဖြစ်တဲ့ကျွန်တော်တို့ခုရက်နဲ့ပဲ Auto Video ပဲထပ်ပြီးတော့ပွဲထက်လာမယ်လို့မြင်တယ်ဒီပွဲမှာတော့ Total Horse ပါအနေနဲ့ အင်ကွင်းပွဲမှာတော့ထပ်ပြီးတော့နိုင်ပွဲတွေကိုပြန်လည်ပုံဖော်ဖို့လိုအပ်တယ်လို့အမြင်နဲ့တစ်ဖက်ကကျွန်တော်ဘရန်ဖို့ရဲ့ကျွန်တော်ထင်မှတ်ထားတဲ့အဲတုံ့ပြန်ချက်ကိုတော့တော်တန်ဟော့စပါတို့အဲထူဗျူးဆိုက်ပြီးတော့အဲကစားသွားမယ်လို့အမြင်နဲ့အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တစ်ဖက်ကကျွန်တော်တို့ဘရန်ဖို့ရဲ့ကျွန်တော်တို့အဲကစားတိုက်ဆက်ကစားမှာဖြစ်တဲ့ TUB တို့ပြီးလို့ဆိုရင်ရှားလေးတို့ရဲ့ကျွန်တော်တို့အဲမြန်နှုံးမြင့်နေပြီးလို့ဆိုရင်ထင်မှတ်ထားတဲ့အခိုက်အတန့်နေတဲ့အဓိကအဖြစ်သူတို့တင်ဘရန်ဖို့အတင်းရဲ့သူတို့ရဲ့ အဲပုံစံဘယ်လိုသွားလဲဆိုတော့တစ်ဖက်ကကျွန်တော်တို့တစ်ဖက်ကိုဘောလုံးပိတ်ကင်ထားတယ်အဲ့လိုမှမဟုတ်ဘဲနဲ့တို့တစ်ဖက်ကနေပြီးတော့ကျွန်တော်တကယ်လို့ဒါအဲတော်တော်ဟော့စွားနေနေဘောလုံးတွေပြတ်သွားမယ်ဆိုလို့ရှင်တို့ကနေတော့နောက်တန်းနေတော့ဒါတိုက်တွေပေးပြီးတော့တို့ရဲ့အဓိကတိုက်စစ်မှုတွေကိုဒီလိုမျိုးအလုံးတွေမှာဆိုအသုံးချပြီးတော့တို့နေတွင်းဝိုးတွေကိုပြန်လဲရှောက်ခွေတဲ့အတွက်ကြောင့်ဒီကိစ္စကိုတော့အဲတစ်ဖက်ကကျွန်တော်တော်တော်ဟော့စွားတော့ဂီယူဆိုင်ပြီးတော့ကျွန်တော်ကစားသွားမယ်လို့တော့မြင်နေဒီညကျွန်တော်ရှင်ပြန်ကစားကြမယ် ဒေါက်တာဟော့စပါနဲ့ကျွန်တော်ဗန်ဖိုးတို့ရဲ့အပွဲမှာတော့ညီကိုလေးနေနဲ့ဘယ်လိုမြင်ကြလဲဒေါက်တာဟော့စပါနေနဲ့ထပ်ပြီးတော့ရှုံးနေမှုတွေကြုံတွေ့သွားရမှာဒါမှမဟုတ်ပဲနဲ့ကျွန်တော်တို့တေဘွဲတပွဲကိုဒါဥတီသွားမလဲဆိုတာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။လာရောက်ကြည့်ရှုပေးတဲ့ညီကိုတရားချင်းတရားကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ဗျာ။